ိမ့်သိမ့်ကြစီတဘာဝအောင်မိတ်ဆွေပေါင်းတို့ခင်ဗျာအပတ်စဉ်တိုင်းတင်ဆက်ပေးနေကြထိမ့်သိမ့်ကြစီတဘာဝအမွေဆိုတဲ့ကံတာလေးရောက်ရှိလို့လာခဲ့ပြန်ပါပြီကျွန်တော်အနေနဲ့အရင်ဘက်ကအပိုင်းတစ်ကိုတင်ပြခဲ့ပြီးဖြစ်ပါတယ်ယခုခါမှာတော့အပိုင်းနှစ်ကိုကျွန်တော်အနေနဲ့ဆက်လက်တင်ပြပေးသွားမှာဖြစ်ပါတယ်မိတ်ဆွေပေါင်းတို့ခင်ဗျာကဘာကြီးပေါ်မှာကျွန်တော်တို့လူသားများရဲ့အုပ်စိုးမှုဟာတဖြည်းဖြည်း စွမ်းအားကြီးမားလာခဲ့ပါတယ်။ဤပညာများဟာတဘာဝတရားကိုကြော်လွန်ပြီးညာစွာ ပြောင်းလဲမှုတွေရှိခဲ့ပါတယ်။ကျွန်တော်တို့လူသားများရဲ့ကြီးမားလာတဲ့တက်စီကျွမ်းကျင်တဲ့ဤပညာများဟာတတလောကကမ္ဘာလောကအပြင် ကျွန်တော်တို့လူသားအချင်းချင်းတွေအပေါ်မှာပါနိုင်တဲ့စိတ်နှမှုတွေညာစွာရှိခဲ့ပါတယ်။ဒါတွေကကျွန်တော်တို့စဉ်းစားရမယ့်အချက်တွေပဲဖြစ်ပါတယ်။ဒီလိုတိုးတက်မှုတွေဟာတစ်ခါတလေမှာ ျွန်တော်တို့လူအဖွဲ့အစည်းရဲ့အနာဂတ်မျှော်လင့်ချက်တွေကိုကင်းမဲ့စေတဲ့အခြေအနေတွေဖြစ်သွားတတ်ပါတယ်ဒီလိုဆိုရင်တော့ကျွန်တော်တို့ရဲ့ဤပညာများ ကျွန်တော်တို့ရဲ့အသိပညာများဟာရင်လေးစရာတွေပဲဖြစ်ပါတယ်မိတ်ဆွေများခင်ဗျာဒုတိယကမ္ဘာစစ်ကြီးအတွင်းကအသုံးပြုခဲ့တဲ့အမှုမြေမုံအပါအဝင်အဖြစ်လက်နဲ့များကိုပဲကျွန်တော်တို့စဉ်းစားကြည့်ရအောင်ပါယနေ့မျက်မှောက်ခင်မှာလဲအတူတူပါပဲ ဓာတ်တဲ့ပို့ပြီးအစွမ်းထက်တဲ့လက်နေတွေကျွန်တော်တို့ပိုင်ဆိုင်နေကြပါပြီဒီလိုနိုင်ငံကြီးများရဲ့လက်နေကိုယ်တော်တွေမှာများစွာတိုးလောင်ထားရှိပါတယ်လူသက်လက်နေများရဲ့အကြောင်းကို သေချာစဉ်းစားကြည့်မယ်ဆိုရင် ကျွန်တော်တို့ရဲ့ကဘာကြီးရဲ့နောက်ဆုံးနေ့ရဲ့များလို့တောင်းစဉ်းစားလို့ရနိုင်တဲ့အချက်ပဲဖြစ်ပါတယ်ဒီလိုလက်နေတွေဒီလိုစွမ်းအားတွေဟာလူကျင်ဝတ်လူအတိုင်းဝိုင်းနဲ့ညီများတဲ့အချက်တွေရောရှိပါရဲ့လား ဒီလက်လက်များဟာဘယ်နေရာမှာအသုံးချသွားမလဲဆိုတာကျွန်တော်တို့စဉ်းစားကြရပဲဖြစ်ပါတယ်ဒီလိုအဖြက်ဆွမ်းအကြီးမားလာတဲ့ဤပညာများကိုကျွန်တော်တို့လူသားတွေပိုင်ဆိုင်ထားနိုင်ခြင်းဟာအလွန်အန္တရာယ်ကြီးမားတဲ့လူအဖွဲ့အစည်းတွေဒုက္ခတစ်ခုပဲဖြစ်ပါတယ်အချို့လူများဟာဒီလိုဆွမ်းအကြီးမားလာတဲ့လက်နက်များကိုပိုင်ဆိုင်ခြင်းဟာမိမိတို့အတွက်ပုံမပြီးလုံခြုံစိတ်ချရတယ်လို့တွေးထင်တတ်ကြပါတယ်ဒီလိုဤပညာတိုးတက်မှုတွေနဲ့အတူကျွန်တော်တို့လူသားတွေရဲ့အတွေးအမြင်တွေ စိတ်တက်ပိုင်းဆိုင်ရာတွေလဲလိုက်ပါတိုးတက်ခရင်ကောင်းမွန်လာပါတယ်တကယ်တော့လွတ်လပ်ခွင့်ရရှိထားတဲ့လူသားဟာမိမိကိုယ်တိုင်ဆုံးဖြတ်နိုင်တဲ့အတိုင်းတာမိမိကိုယ်တိုင်စောင့်တည်နိုင်တဲ့မိမိကိုယ်တိုင် ကောင်းမှုကိုကျင့်ကြံနိုင်တဲ့အတိုင်းတာရှိနိုင်ရင်တော့အကောင်းဆုံးပဲဖြစ်ပါတယ်ဒီလိုပြုလုပ်ချက်တွေအတွက်လွတ်လပ်မှုရှိတဲ့လူဟာတာဝန်ရှိပါတယ်လူသားတို့တစ်ခုလုံးကိုကျွန်တော်တို့ကာဝယ်ပေးနိုင်မယ်လို့ထင်ထားကြပါမယ်လေတကယ်တမ်းလက်တွေ့ဘဝမှာလူတစု လူမျိုးတစ်မျိုးအတွက်ပဲကျွန်တော်တို့ကာဝယ်ပေးနိုင်တာကိုတွေ့ကြရပါတယ်။ကျွန်တော်လူသားများဟာကိုယ့်ကိုယ်ကိုအပြည့်အဝအာဏာကိုပိုင်ဆိုင်ထားတယ်လို့ယူဆကြပါတယ်။တကယ်တော့ယနေ့ခေတ်မှာပေါင်းညင်စိုးမိုးမှုတွေများစွာများပြားလာပါတယ်။ကျွန်တော်တို့ရဲ့အယူဝါဒတွေအကြမ်းဖက်မှုတွေကိုကြိုးရှာအစွန်းရောက်အဖွဲ့အစည်းတွေဒါတွေကကြောက်စရာကောင်းလာပါတယ်။ဒီလိုပုံကိုယ်တွေဒီလိုအဖွဲ့အစည်းတွေကလည်း ဒီလိုမျိုးစွမ်းအားပြင်းလာတဲ့ဤပညာများနဲ့လက်နက်များကို ပိုင်ဆိုင်နေခြင်းကြတာပဲဖြစ်ပါတယ်။ဒီလိုပုံကောင်များရဲ့လက်ကိုဒီလိုစွမ်းအားပြင်းတဲ့လက်နက်တွေရောက်ရှိသွားခဲ့မယ်ဆိုရင် NAR ဟာအချိန်မီကြာရောက်သွားနေတာပဲဖြစ်ပါတယ်။ကျွန်တော်တို့ကဒီလိုစွမ်းအားပြင်းလက်နက်များကိုပိုင်ဆိုင်လေးလေးကျွန်တော်တို့တွေလုံခြုံမှုကင်းမဲ့လေးလေးလို့ဆိုရမှာပဲဖြစ်ပါတယ်။ဒီဖြားအားပြင်းတဲ့လက်နက်များကို ထိန်းချုပ်အသုံးချဖို့ရာဆိုရင်ကောင်းမွန်လာတဲ့စိတ်ဓာတ်တွေကအရေးကြီးလာပါတယ်။ ဘာသာတရားကိုအခြေခံတဲ့အချက်များချစ်ချင်းမေတ္တာကိုအခြေခံတဲ့အချက်များတစ္ဆာတရားကိုအခြေခံတဲ့အချက်များနဲ့ကိုကျင်တရားကိုအခြေခံတဲ့အချက်များကသာလင်ထိမ့်ချုပ်နိုင်လိမ့်မယ်ထင်ပါတယ်တခါတလေမှာအတတ်ပညာများဟာအရာရာကိုဝါမျိုးကျင်သောတဏ္ဏိလက်များနဲ့တူပါတယ်သဘောတရားနဲ့လူအများရဲ့ကောင်းကျိုးတဲ့ထက်တွေ့တာရှားပါတယ်ရှေ့သို့သာချီဆိုတဲ့ဟာမျိုးကိုပဲတိုးတက်မှုကိုလိုလားတဲ့အတိုင်းဝိုင်းများဟာ ကျင့်သုံးကြတာပဲများပါတယ်။မိမိတို့အာနာပိုင်ဆိုင်မှုကိုအဓိကထားပြီးအရာရာကိုစိုးဖို့နိုင်ဖို့ရန်ကြိုးစားကြပါတယ်။ဒီချက်တွေကိုကျွန်တော်အနေနဲ့တင်ပြနေခြင်းဟာကျွန်တော်တို့သိပ္ပံပညာရက်တွေကိုစွန့်လွတ်ပြီးကြောက်ခိကိုပြန်လည်သွားမယ်လို့ပြောတာမဟုတ်ပါဘူး။မိပညာများသိပ္ပံပညာများတိုးတက်လာမှုဟာလူသားတို့ရဲ့စိုးမိုးမှုကိုပိုမိုပြီးပြင်ပစီပါတယ်။ ကိုကျိုးရှာသမားတွေရဲ့လက်ထဲမှာဒီနည်းပညာများရောက်သွားခဲ့မယ်ဆိုရင်တော့စိုးရင်ရတဲ့စိတ်များပိုပြီးကြီးထွားလာနိုင်မှာဖြစ်ပါတယ်။တဘောတရားတွေကြီးမားစွာပျက်စီးစေမယ့်နည်းပညာများပဲဖြစ်ပါတယ်။ကျွန်တော်လူသားများဒီလိုနည်းပညာတွေပိုင်ဆိုင်လာခြင်းဟာအခြားသောဖန်ဆင်းကံသရဝါများနဲ့တဟဇာတာဖြစ်မှုအပိုင်းမှာလည်းထိခိုက်ပြီးတဘောဝမေတ္တာတရားများနဲ့ပြန်လည်းမဆန်းစစ်ဘူးဆိုရင်အထိတ်ကိုအမဲသောအဖြစ်ကိုရောက်နိုင်တယ်ဆိုတဲ့အကြောင်းကိုကျွန်တော်အနေနဲ့တင်ပြရင်းနဲ့ပဲ။ ဒီတစ်ပတ်အတွက်ထိမ့်သိမ့်ကြစီသဘာဝမွေဆိုတဲ့ကန္နာလေးတင်ပြမှုကိုဒီမှာပဲရန်နာဝင်ပြူပါခင်ဗျာသောတာရှင်ပေါင်းတိုးတက်လာတဲ့သိပ္ပံပညာနိပညာအတက်ပညာရံများကိုကောင်းမွန်စွာအသုံးချခြင်းဖြင့်သဘာဝတရားကိုလေးစားစွာအသုံးချနိုင်သော ပုဂ္ဂိုလ်များဖြစ်နိုင်ကြပါစေလို့ကျွန်တော်အနေနဲ့ဆန္ဒပြုဆုတောင်းပေးလိုက်ရပါတယ်ကျွန်တော်စောတိုင်းဦးပါ